်မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စထမရင်တင်ချတက်ကအခန်းတော်စာမျက်နှာတော့40ခွန်က3တသမ6တသမကိများပေါင်းခြင်းနဲ့နှုတ်ခြင်းပဲဖြစ်ပါတယ်3တသမ6တသမ7မှာတသမကိများပေါင်းခြင်းတသမကိနှစ်ခုကိုပေါင်းရခြင်းတသမအမှတ်နှစ်ခုကို အချက်နဲ့အောက်တက်အောင်ရေးပြီး ပေါင်းလက်ကို အောက်ပါအတိုင်းလွယ်ကူစွာရှာနိုင်သည်။နောက်ပြီးဒသမနှစ်ခုပေါင်းတာကကလေးတို့က G4 မှာလဲအာတင်ယူခဲ့ပြီးသားမလို့တိတ်ပြီးတော့တော့မခက်ဘူး။အဲ့တော့ဒီဒသမကိန်းနှစ်ခုကိုပေါင်းမဲ့ဆိုလို့ရှိရင်အထက်နဲ့အောက်ဒသမအမှန်နှစ်ခုကိုအထက်နဲ့အောက်တက်အောင်ရေးပြီးတော့မှပေါင်းလက်ကိုအောက်ပါအတိုင်းလွယ်ကူစွာတက်လို့ရပါမယ်တဲ့ဟုတ်ပြီ။အဲ့တော့ဥပမာကြည့်အောင်တိကျတမ6ခုနဲ့3ညတမ3ည5တက်ကိုပေါင်းလို့ဒီဆိုပါဆို အဲ့တော့ဆင်မတို့ကတတမကိုတက်အောင်ရေးပါမယ်။ဘာကြောင့်လို့တတမတက်အောင်ရေးတယ်လဲဆိုတော့ရှေ့မှာကျွန်တော်တို့ဒီဒီခု၄၀လေးပေါင်းကြတော့လည်းခုဂိင်းနေခုဂိင်းနေတက်အောင်ရေးတယ်။၁၀လေး၁၀လေးတက်အောင်ရေးတယ်။ရာရီရာရီတက်အောင်ရေးတယ်။အဲ့ဒါမှခုအချင်းချင်းပေါင်း၁၀အချင်းချင်းပေါင်းရာအချင်းချင်းပေါင်းဒီမှာလည်းပဲလို့ပဲဆင်မတို့ခု၄ခု၄ကိုတက်အောင်ရေးမယ်တသမတက်အောင်ရေးမယ်ပြီးတဲ့အခါမှာဆယ်လီစိတ်အချင်းချင်းတက်အောင်ရေးမယ်ရာလီစိတ်ထောင်လီစိတ်အဲ့တော့ဒီမှာတော့0ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့၃ရဲ့၁ရဲ့ပေါင်းတော့ ခွန်ရ9ရက်စနစ်ဆိုတော့နေရီတင်မှန်6ရက်1ရက်ကခွန်လက်သမသူနေရသူဆွဲချတရေ3ရရဲ့ကတိဒါကြောင့်မလို့ဒီက1.6ခွန်နဲ့3.35ငါးပေါင်လက်ပြီး1.9တက်ဆိုပြီးတော့ရပါမယ်။မှချက်တက်ကဒသမကိန်းများပြောင်းပေါင်းရရင်အပြည့်ကိန်းများပေါင်းနည်းအတိုင်းပေါင်းနိုင်ပါသည်တဲ့အတူတူပဲဆိုတော့ပြည့်ကိန်းနေပေါင်းတဲ့အတိုင်းပေါင်းဒသမကိုသူနေရာသူရေးဒါလေးပါပဲ။အချက်နဲ့ကကြတော့ အဖြေတွင်တသမအမှတ်ကိုမူလကိန်းများ၏တသမအမှတ်အောက်တဲ့တဲ့တွင်ရေးရပါမည်တဲ့ဒါတော့သိပြီးသားပါနော်အဲ့တော့ပုံစံတွက်တက်ကိုကြည့်အောင်၁၄သမ93နဲ့၃သမ8ခွန်တို့ရေပေါင်းလက်ကိုရှားပါ၁၄သမ93 3သမ8ခွန်တို့ကိုစမတ်တက်အောင်ရေးလိုက်ပြီးဟုတ်ပြီနော်၁၄စိတ်၊ရာလီစိတ်ပြီးတော့မှခုတက်အောင်ရေးလိုက်ပြီးပေါင်းမယ်ခွန်ရ3ရ10 3ရ8 10 5ရ1ရ10 18က18 ရှေ့ရဲတက်တင်၄ရက်တက်ရက်၅တက်ကတက်ဒသမအမှတ်ကိုသူနေရာသူဆွဲ15ဒသမ8 3ညဆိုပြီးရပါမယ်။နောက်တစ်ခုပုံစံအတွက်နဲ့ကအဘရုကိုပေါင်းပါ၈ဒသမ၁နဲ့၇၆၆ဒသမ၉လေး၃ရဲ့၇ဒသမ၃၈၃ခုကိုပေါင်းမယ်အဲ့တော့၃ခုကိုပေါင်းမယ်ဆိုရင်လည်းဒသမကိုအရင်တက်အောင်ရေးမယ်၁လီစိတ်ရာလီစိတ်ထောင်လီစိတ်တွေခုခဏန်တွေတက်အောင်ရေးမယ်ဒါကလည်းသူက၄ခုပေါင်းခိုင်းထားတယ်၄ခုပေါင်းရင်လည်းအဲ့တိုင်းပဲ ။ဟုတ်ပြီနော်။အဲ့တော့သက်သက်မအမှတ်ကိုတက်အောင်လာရေးလို့ရှိရင်ကျန်တာသူ့အန်သူတည့်သွားလိမ့်မယ်။ဟုတ်ပြီနော်။အဲ့တော့ဒီမှာ၁၀လီစိတ်၊ရာလီစိတ်၊ထောင်လီစိတ်၊ခုကနေ၁၀ကနေဆိုပြီးတော့ကနန်းနေအကုန်တက်အောင်ရေးမယ်။ပြီးတော့အဲ့ဟာတွေကို downline ပေါင်းလိုက်မယ်။ဟုတ်ပြီနော်။နောက်တစ်ခုကသက်သက်ကိန်းများနှုတ်ခြင်း။သက်သက်ကိန်း တခုမှတခုတို့နှုတ်လို့သည့်အခါပေါင်းစင်တကယ်တို့ဂိမ်းတခုကို အခြားဂိမ်းတခုအောက်တွင်တသမအမှတ်နှစ်ခု အထက်အောက်တက်တဲ့အနေအထားဖြင့်ရေးရမည်ထို့နောက်အပြည့်ဂိမ်းများနှုတ်သည့်ညအတိုင်းနှုတ်ရမည်အပြည့်တွင်တသမအမှတ်ကိုမူလဂိမ်းများမှတသမအမှတ်အောက်တွင်အောက်တက်တဲ့တွင်ရဲ့ယူရပါမိတဲ့ဟုတ်ပြီအဲ့ဒါကလည်းဘယ်လိုလဲဆိုတော့နှုတ်တဲ့အခါမှာလည်းပဲဆရာမတို့ဒီခုနပြောတဲ့အတိုင်း ပေါင်းစင်တကဲတို့ပေါင်းတဲ့အခါမှာကဲတို့ပဲဆရာမတို့ဒီဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဒီကိန်းတွေကိုတက်အောင်ရေးမယ်တသမအမှတ်တွေကိုလည်းတက်အောင်ထားမယ်ပြီးတော့မှဆရာမတို့ဒီရှေ့မှာအဖြစ်ကိန်းတွေနှုတ်နှုတ်တုံကနှုတ်တလို့ပဲအဒီမာလည်းပဲအတိုင်းတို့ပြရမယ်တသမကသူ့နေရာနဲ့သူ့အောက်မှာပြန်ပြီးတော့မှရေးချက်ရေးပေးရပါမယ်တဲ့ဟုတ်ပြီလားအဲ့တော့ဥပမာကတသမ9တဲ့ရဲ့ ဒီကနေပြီးတော့မှတိသသမ6ခွန်3ညအောင်နှုတ်မယ်တိသသမမှတ်ကိုတရအောင်ရေးမယ်အဲ့တော့နှုတ်လိုက်မယ်တိထဲရ3ညအောင်နှုတ်တိ2ထဲရခွန်နှုတ်မနှုတ်တော့ဒီကနေ30ချီ30တရခွန်ကိုနှုတ်3ကျင်း3ရက်နေ့ရပေါအောင်တော့ငှာအဲ့တော့ခွန်က6ဖြစ်မယ်6တရ6ခွန်နှုတ်တော့3ညတိထဲရတဲ့ခွန်တော့3ညအဲ့တော့နှုတ်တာကတော့အဲ့ဒီလောက်ရှိဆရာမတို့ဒီပေါင်းတာနှုတ်တာတော့ရှင်းဖို့လိုမယ်လို့တော့မထင်ပါဘူးဟုတ်ပြီနော်အဲ့တော့ဒါကလည်း182.48ကနေပြီးတော့မှ68.39ကိုနှုတ်မှာဒါပုံမှန် ရှမရနှုတ်တဲ့အတိုင်းနှုတ်ပြီးတော့မှဒသမသူ့အမှတ်နေရအတိုင်းထားရုံပဲနော်ပြီလားနောက်တစ်ခုလာဆိုရင်သွားလိုက်မယ်ပုံစံတွဲနှစ်နေ့ဒသမခွန်တင်းနှစ်သုံးရဒသမကိုခွန်တို့ဤပေါင်းလက်ကိုရှာပါဟုတ်ပြီသူကပေါင်းခိုင်းထားတယ်အဲအကြောင်းမလို့ပေါင်းလိုက်ပြီဒသမနေ့ဒသမခွန်တင်းရဲ့သုံးရဒသမကိုခွန်ရဲ့ပေါင်းလိုက်ပြီပေါင်းလို့ရတာကသုံးဒသမ68အဲ့ဒီအထဲရနေမှထို့ပေါင်းလက်မှမူလကိန်းတစ်ခုကိုပြန်နှုတ်ကြည့်ချင်းဖြင့်တင်ဤပေါင်းလက်မှန်မှန်စစ်ဆေးပါတဲ့အဲ့တော့ဒီပေါင်းလက်ကနေ ပေါင်းလက်3.68မှမူလကိန်းတစ်ခုမူလကိန်းတစ်ခုဆိုဘယ်ကိန်းကိုပဲနှုံတော့2.8ခွန်တက်ကိုပဲနှုံတော့စုံညရတမ9ခွန်ကိုပဲနှုံတော့စိုက်တဲ့ကိန်းကိုနှုံအဲ့တော့နှုတ်ကြည့်တော့ဆမလို့ဒီလိုနှုတ်ကြည့်လိုက်တယ်နှုတ်ကြည့်လိုက်တဲ့အခါမှာစုံညရတမ9ခွန်ရတယ်ဒါဆိုရင်နှုတ်လက်စုံညရတမ9ခွန်ဒီကျန်မူလကိန်းဖြစ်နေကြောင်းတွေ့ရပါသည်တဲ့အဲ့တော့နှုတ်လက်စုံညရတမ9ခွန်ကနောက်ချက်ကျန်နေတဲ့မူလကိန်းတစ်ခုဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့ ပေါင်းလက်တံမမှန်ပါသေးတယ်ဒါချိန်ကြိုက်နေပါချိန်ကြိုက်နေလို့ကလေးတို့ဒီပေါင်းခဲ့တာဒီ G2 မှာကလေးကလည်းချိန်ကြိုက်နေပြီးတင်ခဲ့ရပြီးသားဟုတ်ပြီနော်အဲ့တော့ဒါကတော့ဒီ2.8ခွန်တက်ကိုနှုတ်တာမဟုတ်ပဲနဲ့3.9ခွန်ကိုနှုတ်ရင်2.8ခွန်တက်ရမယ်အဲ့တော့ဘယ်ဂိမ်းတစ်ခုပဲနှုတ်နှုတ်နှုတ်လိုက်ပြီဆိုရင်ဂျန်နဲ့ဂိမ်းတစ်ခုရမယ်ဒါဆိုရင်ကိုယ့်ရဲ့အဖြေဒီမှန်လားမမှန်ဘူးလားဆိုတာစစ်ဆေးလို့ရပါမယ်ဒေချင်ခင်3.6မှာအောက်ပြန်ပေးထားတော့3.6ကိုပေါင်းပါ အကကြီးဆွေရင်နှစ်ခုပေါင်းရမယ်ခခွေးဆွေရင်နှစ်ခုပေါင်းမယ်ကငငယ်တာပေါင်းမယ်ကကြီးရလည်းပေါင်းမယ်ဟုတ်ပြီနော်ဟုတ်ပြီဒီတော့ဆရာမတို့စပြီးတက်ကြည့်အောင်နော်တက်ကကကြီးမှာပါပေးထားလဲဆိုရင်သူပေးထားရလေဆရာမရေးလိုက်မယ်9.8 comma 10.00 oh sorry 035 10.035 ဟုတ်ပြီအဲ့တော့9.8အဲ့တော့ဆက်မရေးလိုက်ပြီနော်နောက်တော့တသမကင်းကိုတက်အောင်ရေးမှဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်10.035အဲ့တော့အပေါင်းလက္ခဏာရေးမယ်အဲ့တော့ဒီမှာတော့00တွေပဲရှိတာဆိုတော့ပေါင်းလိုက်မယ်5 3 8ဒါက point ဒါက9 1အဲ့တော့အဖြေဆိုရင်မှရေးလိုက်မယ်အဖြေကတော့16ဒသမ8 3 5 16ဒသမ8 3 5 နားပြီနော်ဟုတ်ပြီအဲ့တော့နံပါတ်ကကြီးမှာဆရာမတို့19.83ကအဖြေတော့ရသွားပြီတကယ်လို့အခုနကဆရာမတို့ပုံစံတွက်နှစ်မှာအတိုင်းတကယ်လို့ဒီဘောနော်ဆရာမတို့ကချိန်ခိုက်ကြည့်မယ်ဆိုလို့ရှိရင်19.83ဒါလေးကိုလည်းဆရာမတခေါက်ပြလိုက်မယ်ဟုတ်ကလား19.83ဆိုရယ်ဆရာမတို့ရထားတဲ့အဖြေတဲကနေပြီးတော့မှမူလကိန်းတစ်ခုခုဆရာမတို့နှုတ်လိုက်9.8ကိုပဲနှုတ်နှုတ် 10ဒသမ3939ပဲနှုတ်လို့နှုတ်လိုက်မယ်အဲ့တော့ဒသမကိုတက်အောင်ရေးမယ်ပြီးတဲ့အခါမှာနှုတ်လိုက်တော့9339ဒသမရေး909နှုတ်391အဲ့တော့နောက်နောက်ကိန်းကိုရတာပေါ့တခြားမူလကိန်းတစ်ခုရတယ်ကျန်မူလကိန်းတစ်ခုရတယ်ဆိုတော့ဆရာမတို့ဒီမှာရထားတယ်19ဒသမ83ကအဖြေကမှန်တယ်ပေါ့အဲ့တော့အဲ့ဒီမှာစာရေးတဲ့အခါမှာဒီ ဒီမှာပေါ့နော်ကျမတို့ကဖြစ်စေချင်တာကပုံစံအတွက်နှစ်ထဲကအတိုင်းရေလို့ရတယ်ဒီမှာဆိုရင်ပေါင်းလဲ16.835မှာမူလကိန်း9.8ကိုပြန်လုပ်ကြည့်တော့အပေါ်မှာရှိတဲ့ဒီစာမျက်နှာ48ကအပေါ်ကပုံစံအတွက်နှစ်ကအတိုင်းစာတွေရေးပြီးမှတွက်လို့ရတယ်ဟုတ်ပြီနော်ကျမကစာရေးမပြတော့ဘူးကလေးတို့ကအဲ့ဒီထဲကအတိုင်း စီပြီးတော့ရေးမယ်ပြီးတော့အောက်ဆုံးမှာနှုတ်လက်3.9ခွန်းဒီဆိုတော့အဲ့ဒီဥပမာတွေကဒီနှုတ်လက်ဒီမှာဆိုတော့နှုတ်လိုက်တဲ့နှုတ်လက်30.35ဒီကျန်မူလကိန်းဖြစ်နေကြောင်းတွေ့ရသည်ထို့ကြောင့်ပေါင်းလက်တန်ဖို့မန်မာဒီဆိုမှအပြည့်စုံရေးလို့ရတယ်ဒါကပုံစံအတွက်ကိုကြည့်ပြီးမှရှင်းတာ ုတ်ပြီနော်ဒါတော့ဆရာမအတွက်နေပဲတွက်ပြပေးမှာဖြစ်တယ်အဲ့တော့ဆရာမတို့ရတဲ့အဖြေအမှန်နဲ့ဆိုတော့ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့စအပြည့်စုံဒီဘယ်လိုရေးရမလဲဆိုရင်အပေါ်မှာရှိတဲ့ဒီပုံစံတွဲနှစ်ကိုကြည့်ပြီးတော့မှရေးရမှာဖြစ်တယ်ဟုတ်ပြီလားအဲ့တော့15ရက်တမနှစ်16ရက်တမလေးတော့ဆင်မတို့ပေါင်းကြည့်မယ်။လေးရက်နှစ်ရက်ပေါင်း6တမမှတ်ကိုရေး6ရက်5ရက်7တရေတင်33ရက်တမ6အဲ့ဆိုရင် စာတွေကအတိုင်းရေးမယ်ဆိုတော့ပေါင်းလက်31.6မှာကျွန်တော်ဒီရထားတဲ့ပေါင်းလက်31.6ကနေပြီးတော့မှမူလကိန်းတစ်ခုဖြစ်တော့ကျွန်တော်15.2ကိုနှုတ်လိုက်မယ်15.2ကိုနှုတ်တော့စာလေးကြီးမယ်နော်ဒီမှာစာလေးကြီးမယ်6ထဲက2ကိုနှုတ်တော့၄ပြီးတော့တသမကိုဆွဲအတက်ကကျတော့3ည10ထဲက9အောင်လုံး9ကျင်း3က2ဖြစ်2ထဲက1ကိုနှုတ်တော့1အဲ့တော့ sorry ဲ့တော့ဒီမှာဒီအာဒီမှာတက်ကမလုံးလိုက်တဲ့မလုံးလောက်တဲ့အတွက်ကြောင့်မလို့30ချီ30ရဲ့5အောင်တော့5ကျန်တင်းနဲ့ပေါင်းတော့6အဲ့တော့16ရတမ4ဆိုဒီမှာဒီကြံမူလာကိန်းတစ်ခုရတယ်အဲ့တော့စာကတော့ကလေးတို့ဒီအပေါ်မှာပြောတဲ့အတိုင်းပုံစံတွဲနှစ်ထဲကအတိုင်းရေးပါနောက်တော့ကငယ်သွားပါမယ်ကငယ်က3ရတမ3ခွန်3ကောမှာ သုံးညရတ္တမသုံးညသုံးညကိုအဲ့တော့သုံးညရတ္တမသုံးညခွန်သုံးဘင်းတွေကိုတက်အောင်ရေးမယ်သုံးညရတ္တမသုံးညသုံးညကိုပေါင်းမယ်9ရဲ့3ရဲ့က7တင့်တင့်8သုံးညရတ္တမသုံးညဟုတ်ပြီအဲ့တော့ရလာတဲ့ဒီပေါင်းလက်သုံးညရတ္တမသုံးညရှင်းနဲ့ထဲကနေပြီးတော့မှမူလကိန်းဖြစ်တဲ့တစ်ခုခုကိုဆင်မှာတော့နှုတ်လိုက်မယ်အဲ့တော့ဒီမှာစာရေးပါအဲ့ပြီးတဲ့အခါကျတော့ဆင်မှာတော့စနှုတ်လိုက်မယ် ၃ညရတမ၃ညခွန်၃တော့နှစ်ချက်သုံးဝန်တော့မနှုတ်လောက်30ချီ30တဲ့သုံးဝန်တော့တော့ခွန်နှစ်နဲ့ပေါင်းတော့9အဲ့တော့၈ကခွန်ဖြစ်ခွန်တရားခွန်တော့၃ည၃ညတသက်မှာ၃ည။အဲ့ဆရာမတို့ဒီအဖြစ်ကိုပြန်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီထို့ကြောင့်ပေါင်းလက်တံမမှန်ပါသည်ဆိုတဲ့ဥပမာတွေအားစတိုင်းရေးပေးနိုင်မယ်။ခါကြီးက၃တသက်မှာ၃ညနှင့် 28ဒသမ8ခွန်ရှိအဲ့တော့ဒသမအောင်ဆက်မလို့တက်အောင်ရေးလို့ရေးတဲ့အခါမှာဒီ28ဒသမခွန်ရှိဆိုရရမယ်အဲ့တော့ပေါင်းလိုက်မယ်ရှိရနေရပေါင်းတော့30 3ညရေး1တင်ခွန်ရတက်ရက8ဒသမအောင်ဆွဲမယ်ရှိ7တက်ရေးတော့1တင်31ဒသမ8 3ညအဲ့တော့31ဒသမ8 3ညနေပြီးတော့ဆက်မလို့မူလကိန်းကိုနှုတ်လိုက်မယ်မူလကိန်းက3ဒသမမူလကိန်းတစ်ခုဖြစ်တဲ့3ဒသမ3ညနှစ်ကိုနှုတ် ။ဒါဒီမှာတုံညရဲကနှစ်ကုန်တော့မနှုတ်လောက်တော့30ကြီး။30ရဲကနှစ်ကုန်တော့8ကျင်း။ရှစ်ကခွန်ဖြစ်ခွန်တဲ့ကတုံညနှုတ်တော့ခွန်။လက်သမောက်ဆွဲမယ်။တက်ကတုံညဖြစ်30ရဲကသုံးဝန်နှုတ်တော့ခွန်။ဟုတ်ပြီနော်။ဆိုရင်ဒီမှာတက်ကတုံညမဖြစ်ဘူးနော်။30ရဲကသုံးဝန်နှုတ်တော့ခွန်ကျန်းခွန်ရဲ့တင့်ရဲ့ပေါင်းတော့8။အဲ့တော့ဒီကနှစ်ဖြစ်အဲ့တော့28 28.98အဲ့တော့ဆရာတို့ဒီမှာ ရှိနေတဲ့ကြံမူလာကိန်းနဲ့တွားပြီးတော့ကိုက်ညီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆံမတော်ဒီမှာရထားတဲ့အဖြေကမှန်ကန်တယ်ပေါ့ရပြီနော်အဲ့တော့အထက်ပါပုံစံတစ်ခုစီတွင်ရရှိတော်အဖြစ်မှာမူလကိန်းတစ်ခုနှုတ်ချင်းဖြင့်ပေါင်းလက်တစ်ခု ပေါင်းလက်များမှန်မှန်မှန်စစ်ဆေးပါဒါဆရာမတို့အပေါ်မှာပုံစံတွေ့နေတူတဲ့ပုံစံလေးကိုတွေ့ပြရမှာနော်ဟုတ်ပြီ အဲ့နမနဲ့ကကြတော့တာဝေးရဲ့အပြေးပြိုင်ပွဲတစ်ခုဤလမ်းကြောင်းကို ပုံနှင်ပြထားသည်ထိုပြိုင်ပွဲဤခရီးရွာဝေးကိုရှာပါဒါကတာဝေးရဲ့အပြေးပြိုင်ပွဲတစ်ခုရဲ့လမ်းကြောင်းအဲ့တော့ဒီလမ်းကြောင်းမှာဒီမှာအကွာဝေးတွေရေးထားတယ်ဒီခရီးရဲ့ဒီပြိုင်ပွဲရဲ့ခရီးရွာဝေးအားလုံးကိုရေးပေးရမယ်အဲ့ဒီခါကျတော့ဒီမှာကြည့်ပါအောင်ဒါဒီရနေတီက3.8ဒါကကြ3.8ကီလိုမီတာဒါက3.6 1.2နော်ဒါ3.2ဒါက2.3ကီလိုမီတာဆိုပြီးရှိတယ် ဒါတွေအားလုံးကိုဆရာမတို့ကပေါင်းပေးရမယ်အဲ့တော့ခရီးရက်ကွာဝေးကိုလို့ချင်းတော့ဒီဒီမှာပေးထားတဲ့1 2 3 4 5 5ခုလုံးကိုပေါင်းပေးရမယ်ဟုတ်ပြီအဲ့တော့ဆရာမတို့ဒီမှာနံပါတ်1မှာလို့ချင်တာကခရီးရက်ကွာဝေးဆိုတော့ဆရာမရေးလိုက်ပြီခရီးအကွာဝေးညီမြချင်းဟုတ်ပြီအဲ့တော့သူပေးထားတဲ့ဟာလေးတွေကိုအကုန်လုံးတန်းစီပြီးတော့ရေးလိုက်မယ်။တုံညာတဲ့တမခွန်ကီလိုမီတာ0.7ကီလိုမီတာ 3.8 km plus 0.6 km plus 2.3 km plus 1.2 km ဟုတ်ပြီဒါတွေအားလုံးကိုဆရာမတို့ကထောင်လိုက်ပေါင်းလိုက်တော့မယ်အဲ့တော့တက်အောင်ရေးမယ်3.8 3.8 3.6 2.3 3.8 7.2ဆက်ပြီးတော့ အဲ့ဒါပေါင်းလိုက်လို့ရှိရင်ကိုလိုချင်တဲ့ခရီးရက်ပေါ့ဝင်ရသွားပြီအဲ့တော့ရှေ့ရခွင့်ရပေါင်းက15 15ပေါင်း6က27 27အပေါင်း324 24အပေါင်း226အဲ့တော့6ရေးမယ်2မယ်နေ့ရ3ရ5 5ရ2ရခွန်ခွန်ရ7ရ8အဲ့ဒါမှသူ့နေရာနဲ့သူဆွဲလိုက်မယ်။အဲ့ဆိုရင်ဆမရုလိုချင်တဲ့ခရီးအကွာအဝေးက၈.၆ကီလိုမီတာဆိုပြီးရသွားပြီ နံပါတ်3ကအောက်ပါတို့ကိုပေါင်းပါတဲ့ကကြီးမှာကြည့်မနော်သူက3ခုပေါင်းခိုင်းထားတယ်0.645 0.984 0.333ဒါတွေပေါင်းမယ်ပြီးတော့ဒီဘက်ကလည်း7.81 8.847 4.08ကိုပေါင်းမယ်အဲ့တော့ဒါလေးစမပေါင်းရအောင်အဲ့တော့5 4 5ပေါင်းလေးက4ကိုအပေါင်း3က7အဲ့တော့2ရေးမယ်1တင်4ရဲ့7ရဲ့5 5ရဲ့7ရဲ့73 74 75 5ရေး ၁တင်6ရက်၁ရက်ကခွန်9ရက်9ရက်က16 16အပေါင်း30ကို9ရက်၁တင်ဒါတမောက်စုနေရတဲ့သူဆွဲမယ်ပြီးတော့မှဒီမှာ1အဲ့တော့အဖြေဆိုပြီးတော့မှ1.952ဆိုပြီးတော့ရေးပေးမယ်အဲ့တော့ကြည့်အောင်ခွန်ရက်1ရက်က8ရက်8ရက်က16 6ရက်1ရက်7ရက်73 73ဆိုတာဒီမှာ3ရက်1ရက်သတ္တမောက်ရှိ ရှစ်ရက်ရှစ်ရက်ကဖွင့်ရက်တရက်ကရှစ်ရှင်းတယ်၄၆၆ပေါင်း၄၂၀အဲ့တော့၂၀အပေါင်း၃၆အဲ့တော့၃၀တသက်မှာ၃၆ဆိုပြီးတော့မှာအဖြေဆိုပြီးတော့ရှင်းလိုက်ပါမယ်နံပါတ်၄ကအောက်ပါရို့ကိုရှင်းပါကကြီးကဒီနှစ်ခုပေါင်းပေးမယ်ပေါင်းလို့ရတဲ့အဖြစ်တရားနဲ့ထောင်လှုပ်မယ်ဟုတ်ပြီနော်ခငွေကြတော့ဒီနှစ်ခုသုံးခုလုံးကိုတစ်ခါတည်းပေါင်းမယ်ကငယ်ကဒီနှစ်ခုပေါင်းမယ်ဒီသက်မကိန်းနှစ်ခုပေါင်းမယ်ဒီဘက်ကလည်းသက်မကိန်းနှစ်ခုပေါင်းမယ်ပေါင်းလို့ရတဲ့အဖြစ်တွေကိုနှုတ်ပေးမယ် ဟုတ်ပြီလားအဲ့ဒါကြောင့်ဆီမားတို့ကတော့ download ပဲတွက်มาဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုပေါင်းပါမီရာတို့လာနှုတ်ဒီမှာကျတော့၃ခုလုံးပေါင်းဒီမှာနှစ်ခုတစ်သက်ပေါင်းဒီနှစ်ခုတစ်သက်ပေါင်းပေါင်းလို့ရတဲ့အဖြေချင်းချင်းကိုခြားနာလိုက်မယ်နှုတ်လိုက်မယ်ဒါပဲနော်ဟုတ်ပြီဒီတော့ဆီမားတို့ဒီနှစ်ခုပေါင်းလိုက်မယ်ဟုတ်ပြီနော်တရားရေးမယ်တုံရတမတစ်ချောက်တုံရတမတင်းနဲ့အဲ့ဒါအပေါင်းလက္ခဏာရေးမယ်6ရက်နေ့ရက်က8တရက်တရက်က2 ရတော့ရှစ်ဒီမှာကနှစ်ဒသမ3ရ3ရဒသမ2ရှစ်အဲ3ရဒသမ2ရှစ်ကနေပြီးတော့မှဆရာမတို့က3ရဒသမ3ရရှစ်ကိုနှုတ်ပေးမယ်နှုတ်တော့ဒီမှာရှစ်ရရှစ်ရက3ရနှစ်ထက်3ရအောင်နှုတ်တော့နှစ်ဒသမသူနေရာနဲ့သူရေး3ရအဲ့တော့ဆရာမတို့ရတဲ့အဖြေက3ရဒသမ2 3ရခဝေးမှာဆရာမတို့၃ခုပါမနော်အဲ့တော့အစင်လိုက်ရေးလိုက်မယ်15ဒသမ2 3 29ဒသမ6 9 36ဒသမ3ညာကိုအပေါင်းလက္ခဏာရေးမယ်။ခွန်ရဲ့3ရဲ့က30 39က19ကိုရေးတော့1တင်း2ရဲ့3 3ရဲ့6ရဲ့9ဒသမ9ရဲ့6ရဲ့က15 15အပေါင်းက20 3ညာရေးနှစ်မှတ်2 7 3 5 6အဲ့တော့80ဒသမ99 ။ကငယ်ရကြတော့ဆမရဒီနှစ်ခုပေါင်းမယ်ဒီနှစ်ခုပေါင်းမယ်ပြင်ချာနာမယ်ဟုတ်ပြီနော်။အဲ့ခါကြတော့17ဒသမ84 23ဒသမ6အဲ့တော့ပေါင်းမယ်ဒါတစ်ခုပြီးတဲ့အခါမှာဒီဘက်ကဟောပေါင်းမယ်ဘူရတ္တမ396 3ဒသမ28ကိုပေါင်းမယ်ရတဲ့အဖြေနှစ်ခုကိုဒီမှာနှုတ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့စမရပေါင်းစီအောင်ခွန်ရ၄ရ7တေရ7တင်ရှေ့ရ8ရက9 25 ငားရေးတော့တစ်တင်နေနေ့ရက်၃ရက်ကငားပြီးတော့မှတသက်မှနေ့ရက်တက်က၃35တသက်မှငားတက်ဟုတ်ပြီ၈ရက်၆ရက်ပေါင်းမယ်၁၄လေးရေးတစ်တင်နေ့ရက်တက်က၃တသက်မှ၉ရက်၃ရက်က30နဲ့နေ့ဟုတ်ပြီဒါဆိုရင်ခြားနားလိုက်မယ်35တသမ5တက်ကနေပြီးတော့မှ7တသမ3လေးကိုနှုံမယ် အဲ့ဒီမှာတစ်ချက်လေးကိုတော့မနှောင့်နိုင်တော့30ချီ30တဲ့ကလေးကိုတော့6 6ရက်တည်းကခွန်9က4ဖြစ်4တဲ့က3ကိုတော့1အဲ့တော့9တဲ့က2ကိုတော့3 3တဲ့က1ကိုတော့2 23တက်မှ1ခွန်အဲ့တော့သူ့ရဲ့အဖြေက23တက်မှ1ခွန်ဆိုပြီးတော့ရပါမယ် ကြည့်ကြည့်မယ်နံပါတ်5ကကြတော့အဝေးပြေးကားတစ်စီးဒီခရီးတစ်ခုအသွားတွင်ဓာတ်စီ3ချိန်ဖြည့်ခဲ့ရပထမအချိန်တွင်17.2ကလန်ဒုတိယအချိန်တွင်17.9ကလန်တတိယအချိန်တွင်73.4ကလန်ဖြည့်ခဲ့ရသည်စုစုပေါင်းဓာတ်စီကလန်မြင်မြဖြည့်ခဲ့ရသည်ဟုတ်ပြီအဲ့တော့ဒါရှင်းရှင်းလေးပဲကားတစ်စီးကခရီးတစ်ခုသွားတဲ့အခါမှာဓာတ်စီ3ချိန်ဖြည့်ခဲ့တယ်ပထမတစ်ချိန်မှာဒီလောက်ဒုတိယတစ်ချိန်မှာဒီလောက်တတိယတစ်ချိန်မှာဒီလောက်ဖြည့်ခဲ့တယ်ဆိုရင်စုစုပေါင်း လက်စီကံလည်းဘလောက်ဖြစ်ခဲ့တယ်လဲဒါစမတို့ပေါင်းခဲ့လိုက်ပေါင်းလိုက်ရုံပါပဲဟုတ်ပြီနော်အဲ့တော့စသွဲရအောင်အဲ့တော့ဒီနေရာမှာတကယ်လို့ပေးထားချက်ရေးချင်တယ်ဆိုရင်တော့ပထမအကျင့်ပထမအကျင့်ဖြည့်ခဲ့တော့လက်စီကံလည်းညီမြချင်းစနစ်တရမနှစ်ကံလည်း ဒုတိယကြိမ်ဖြည့်ခဲ့သောဓာတ်ဆီဂလန်ညီမြချင်း17.9ဂါလန်တတိယကြိမ်ဖြည့်ခဲ့သောဓာတ်ဆီဂလန်ဂါလန်မရေးချင်းလဲတတိယကြိမ်ရေးခဲ့သောဓာတ်ဆီညီမြချင်း13.4ဂါလန်ဆိုပြီးပေးထားချက်ရေးမယ်ကလေးတို့ရေးချင်းရေနော်မရေးဘဲတခါရဲပေါင်းလို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့ဒီပို့စာကိုဗနမက်တန်အနေနဲ့เจ้ามาเต็มมาเลยไอ้ปอมามูดีมาไปทาแจยีตินยีอ่ะมั้ยเออเราเซมาบะซักก็เนี่ยไปပြောပါมั้ยปฐมอ่ะจิง နော်ပထမအကြိမ်ဖြည့်ခဲ့တော့ဓာတ်စီအဲဒါလေးစနေနေ့သမနှစ်ကလည်းဒုတိယအကြိမ်ဖြည့်ခဲ့တော့ဓာတ်စီညီမြချင်းစတေနေ့သမ9ကလည်းတတိယအကြိမ်ဖြည့်ခဲ့တော့ဓာတ်စီညီမြချင်း73နေ့သမ4ကလည်းဆိုပြီးရေးလိုက်မယ်ပြီးတော့လူကျင်တာကစုစုပေါင်းဓာတ်စီကလည်းညီမြချင်းဘလောက်လဲဒါဆိုရင်ဆရာမတို့စုစုပေါင်းဓာတ်စီကလည်းကိုရဖို့ရန်အတွက်အဲတော့ဒီမှာဆရာမကစုစုပေါင်းဓာတ်စီကလည်းဒီကနေ့စတွက်ပြပါမယ်ဟုတ်ပြီနော်ဘောအစာတွေကကြည့်ပြီးတော့ရေးလိုက်ရုံပါပဲစုစုပေါင်း

ကို73ဒသမ၄ပေါ့မယ်ကိုရဲ့နှစ်ရက်က17 17 45ဒသမအတူနေရတဲ့သူဆွဲတစ်တင်နှစ်ရက်တဲ့3 4 4ရက်3ရက်ခွန်7 2 3 38ဒသမ၅ဒါဆိုရင်အောက်မှာပြန်ပြီးတော့အဖြေရေးမယ်စုစုပေါင်းဖြေခဲ့ရတော့လက်ရှိကလည်းညီမျှချင်း38ဒသမ5နော်အဖြေက38.5ဂါလန်ဆိုပြီးတော့ unit ကို ထည့်ပေးပါရင်းနဲ့မပါလို့ရှင်ဒါအဖြေကဘယ်လောက်မှန်မှန်အမှတ်လျှော့ခံရမှာဖြစ်ပါတယ်။ဟုတ်ပြီကြည့်အောင်မြို့တမျိုးဤမြို့ဤမိုးရီချိန်လက်မှတ်ဒီလွန်ခဲ့သောနှစ်က25ဒသမ3နှစ်လက်မှတ်ဖြစ်ပြီးယခုနှစ်တွင်30ဒသမ4လက်မှတ်ဖြစ်သည့်ယခုနှစ်တွင်လွန်ခဲ့သောနှစ်ကထက်မိုးရီချိန်လက်မှတ်မြင့်မြပိုရသည်တဲ့။ ဟုတ်ပြီမြို့တမျိုးရဲ့မိုးရေချင်းလက်မကလွန်ခဲ့သောနှစ်က25.3နှစ်ယခုနှစ်မှာ30.4လက်မဖြစ်တဲ့ယခုနှစ်မှာလွန်ခဲ့သောနှစ်ကတည်းကမိုးရေချင်းလက်မဘလောက်ပိုတယ်လေတဲ့ဒါရှင်းရှင်းလေးပဲလွန်ခဲ့တဲ့နှစ်က25.3နှစ်ရှိတယ်ဒီနှစ်က30ရှိတယ်ဒီနှစ်က30.4ရှိဒီနှစ်ကပိုနေတာပေါ့ဒါဆိုရင်ဘလောက်ပိုတယ်လေဘလောက်ပိုတယ်လဲဆိုတာသိချင်လို့ရှင်ဒီထဲကနေပြီးတော့တောင်းအုပ်လိုက်ဟုတ်ပြီနော်ဒါဆိုရင် ို့တာကိုသိရမှာပေါ့အဲ့တော့ဒီမှာလည်းပဲလွန်ခဲ့သောနှစ်ကမိုးရေကြိမ်လက်မညမြချင်းဆိုရပေးထားချက်ရေးမယ်25ရက်တမ3နှစ်လက်မဒါအကြောင်းကမရေးခိုင်းမရေးပါဘူးเนาะဒါဆရာမတော့ရေးခိုင်းလို့ရှင်ရေးလို့ရအောင်လွန်ခဲ့သောနှစ်ကမိုးရေကြိမ်လက်မညမြချင်း25ရက်တမ3နှစ်လက်မယခုနှစ်တွင်မိုးရေကြိမ်လက်မညမြချင်း30ရက်တမ4နှစ်လက်မ ဒါဆိုရင်ယခုနှစ်တွင်လွန်ခဲ့သောနှစ်ကတည်းကမိုးရေကျဉ်လက်မမှီမြပိုတနီးဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုရတော့မိုးရေကျဉ်လက်မကိုလိုချင်တာဆိုတော့30.4တက်ကနေပြီးတော့25.3တက်မှ3နှစ်ကိုနှုတ်လိုက်တယ်အဲ့တော့ summary ဆိုင်ပြီးပါမယ်ပိုရတော့မိုးရေကျဉ်လက်မ ဟုတ်ပြီအဲ့တော့ခုနကအစမှာရှင်းပြတဲ့အတိုင်းပဲ30ရက်သမ4ချက်ကနေပြီးတော့မှ25ရက်သမ3နှစ်ကိုနှုတ်လိုက်မှာ30ရက်သမ4ချက်25ရက်သမ3နှစ်ဟုတ်ပြီအဲ့တော့30ရက်နှစ်ကိုနှုတ်ဆို8 8ရက်ချက်ကကအဲ့တော့4က3ဖြစ်3နှစ်ဆိုတော့3ရက်ရက်သမသူညနဲ့သူဆွဲ3ရက်လေးက9အောင်တော့မနှုတ်တော့30ချီ30ရက်က9အောင်နှုတ်တော့9ချက် သုံးကတော့နှစ်ဖြစ်ဆိုတော့သုံးညအဲဆိုအဖြစ်ပြန်ရေးမယ်ပိုရတော့မွေးရခြင်းလက်မညများခြင်းငါးတက်မှသုံးညကိုလက်မဆိုပြီးတော့ရပါမယ်အဲ့တော့ဒါပေးထားချက်ရေးတာကတော့ကလေးတို့ကျောင်းမှာရင်းရှိပါတကယ်လို့ကျောင်းကမရှိဘူးဆိုရင်ရေးစရာမလိုဘူးဆရာမကလိုရမယ်ရပြောပြပေးတာပါဟုတ်ပြီဒီတော့ဆမျက်နာ49မှာရှိတဲ့3.3ခွန်ကဒသမကညာမြောက်ချင်းနဲ့စားချင်းကိုတော့ဆင်မနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်။ အဲ့တော့ဒီကြည့်တော့ကလေးတို့နားလည်သွားပြီလို့ဆရာမယူဆပါရယ်နော်ခုလိုဆုံးဖြတ်နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးပြုပြီးတော့မှဖြစ်နိုင်မယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးပါရှင်